3စက္ကန့်လောက်နဲ့ပြောင်းလဲချင်ဒီဗျူဖိုင်နဲ့အတူတိုင်းရဲကြည့်လိုက်ပါဟဲ့ဒီနေ့ကပါပြန်မြဝေပေးမယ်ဆိုတော့အဒီကကျွန်တော်ရဲ့အရှိစမိတ်ပေါ့နော်လွယ်ကူဆုံးနဲ့အဲမင်းကြီးတိုင်းနဲ့လိုက်ဖက်တဲ့ရှစ်စမိတ်ကိုကျွန်တော်မြဝေပေးခြင်းတယ်ကျွန်တော်ကအတူတူညက်ပုံညက်နေဘလို့မြညက်မယ်ဆိုတော့တစ်ချက်လောက်လက်ကြည့်လိုက်ပါအရင်ဆုံးကျွန်တော်ကပယ်ဖက်ခွဲချင်ကျွန်တော်အရင်ဆုံးခွဲလိုက်ပေါ့နော်သူ့ရဲ့အာနယ်ချက်ကပါလဲဆိုတော့ဒီနားမှာစပင်ဆန်နာကအရင်ကြီးပါတာပေါ့နော်ဒီနားမှာသူကပွေရှိတယ် ပြောင်ကျွန်တော်ကအကောင်းဆုံးတော့ကျွန်တော်ဒီခလဲကိုဒန်ခွဲပေးလိုက်။ပြန်ညီသွားတာပေါ့။ဥမာကျွန်တော်ဒီတိုင်းပေးကိုပြန်ခွဲလိုက်မယ်ဆိုတော့ဒီဖက်ချန်ကအရင်ကြီးကိုပါရမယ်။သတိကံနည်းနည်းလေးယူလိုက်။ဒေတီပေးကိုတတဲရရဲ့ညှက်ထားလိုက်ပါ။ဒီကပထမတဲ့ဆင့်ကျွန်တော်ကဒီတိုင်းကိုအောက်ကိုဆွဲချလိုက်။ဆွဲချဒီပက်ဆက်လောက်ဆုံးရပြီ။ဒီတိုင်းအသက်မသွားပဲနဲ့ဒီတိုင်းဆန်းဆန်းလေးပါမယ်ဖြစ်ပါလေ။ဒီပုံစံဖြစ်သွားအောင်ညှက်ပေးလိုက်ပါ။ ဆယ်ဒီမျိုးဝီဘောင်ဆိုင်ဖြစ်သွားရင်သူတရားလက်ချက်ကကျွန်တော်ကဒီနားမှာအရင်ဘီယူဖိုင်လို့လို့ပဲဒီနားမှာဖားနေတဲ့အတွက်ကျွန်တော်ဒီကနေကျွန်တော်ကမပါလေဂျင်ယူသေးမှာအဆင်ပြေမှာပပါလေးကဒီတလွာကကျွန်တော်ကသူတရားတလွာနဲ့တိုင်းမှာသူတရားတလွာနဲ့လာဆက်လိုက်ညှဲ့တဲ့ချိန်ဒီတိုင်းပဲဆင်ညာကသူတရားတလွာအမျိုးဆိုတော့ဒီမျိုးကြည့်လိုက်တဲ့ချိန်သွားဆက်ဆက်မှုကရှိသွားပြီတတိယတလွာကကျွန်တော်ကဒီနေထင်ရဲ့ဒီစပင် ပြင်းသားမှာပပလေးတလွာယူမှာအဆင်ပြေမှာပေါ့နော်။ကြောက်ဒီစမိတ်ကသူကသုံးလွာခွဲမှညှိရတာပေါ့နော်။ပထမတလွာခုနလိုအောက်ကိုဒီပဆက်လောက်ညှိလိုက်မယ်။ဒုတိယတလွာပထမတလွာဆက်ဆက်မှုရှိအောင်နည်းနည်းလေးညှိလိုက်။တတိယတလွာဒီနဲ့ထင်ကနေကျွန်တော်ဒီတိုင်းပပလေးတလွာခွဲလိုက်မယ်။ခွဲပြီးတော့ရင်ဒီကနေကျွန်တော်ကမေယူလောက်ဆိုတော့အဆင်ပြေပြီ။မေယူထက်မတော်တူနဲ့မေယူအောက်လောက်တော့အဆင်ပြေတယ်။ကျွန်တော်အရှိကိုဒီမှာညှိချလိုက် ်နောက်တစ်ခုကဒီ3ခုစလုံးဒီနာမှာရှိနေတဲ့ဟာပြင်ညက်ထွက်လိုက်ကျွန်တော်လိုချင်တဲ့အမျိုးဝေးတွေပေါ်လာလိုက်ပြီဒီတလွာကအရင်ကြီးကိုအရေးကြီးတယ်ဒါကြောင့်မလို့မင်းလေးတိုင်းကချစ်စမိတ်ကိုသခေါလောက်တော့ညက်ဖူးတင်တယ်ဘာဖြစ်လဲဆိုတော့ပြောင်းလဲမှုကအရင်ကြီးကိုကြီးရောက်ကညက်ထားတဲ့စပင်ကိုစုလိုက်စုမှဒန်းလိုက်လိုက်လိမ်မှပါထားလိုက်အဆင်ပြေပြီ ပြေရှိစမေးကညံ့နေညက်ပြီးသွားပြီပုံနဲ့ဘယ်လိုမျိုးတွင်ရလဲဆိုတော့နဲ့ပြောပြီးသွားပြီကျန်တဲ့ဟာကလူတိုင်းကလှဖို့လိုအပ်ပြီစိုက်မှဖြီအောင်ဟစ်အင်းဒါဖြီမှတစ်ချက်တော့ဒီကြာစိုက်မှညက်ပြီးသွားရင်ပုံသွင်းလိုက်ရင်သူကဝေးပုံဆိုင်တိုင်းထွက်တယ်အိမ်မှာရောက်တော့ရင်တန်တန်လေးဖြစ်သွားဒီဟာတပါဝပဲဘာမှမစိုးရင်လည်းဒီဟာတစ်ခုဆောင်ထားဖို့လိုအပ်ပါလေဒီဟာလိုအပ်လို့ပြောလာဒီနေ့ကကျွန်တော်ဒီအရှိစမိတ်ပဲညဲ့တဲ့အတွက်အရှိစမိတ်ပဲပြမယ်။ညာဒီအရှိစမိတ်ကဘူသူပဲညဲ့ညဲ့ လုံးဝကိုလှသွားစေရမှာပေါ့နော်